စနီးတဲ့နဲ့ပြန်စင်ပြေသွားတဲ့ဇမင်သားတင်မောင်ဆမ်းမင်းဝင်းကိုမထင်မထက်ပုံစံနဲ့ဆက်ဆံလိုက်တဲ့ဆိုရိုဗီဗာဟိစနီးနဲ့ဆင်ပြေသွားတဲ့တင်မောင်ဆမ်းမင်းဝင်းကိုမထင်မထက်ပုံစံနဲ့တုံ့ပြန်လိုက်တဲ့ဗီဗာဟိရဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာပါတယ်တင်မောင်ဆမ်းမင်းဝင်းဆိုတာမြန်မာနိုင်ငံရဲ့ထိတ်တန့်ဇမင်သားတွေမှာတူဦးပါဝင်ဖြစ်ပြီးသူ့ရဲ့ဇနီးသူ့ရဲ့တရားဥပဒေမှုတွေကိုချစ်ခင်အားပေးကြတဲ့ပြည်သက်တွေမရှိမတွက်နိုင်အောင်ရှိပါတယ် ဇက်တပင်လောကမှာသာမကဘဲရုပ်ရှင်နဲ့ဗီဒီယိုလောကမှာပါတရုပ်ဆောင်မင်းသားတရားအနေနဲ့နေရာတနေရာအခိုင်မာရယူထားနိုင်သူပါဒီလိုအောင်မြင်ကြောကြားမှုတွေနဲ့အတူသူမှချက်စရာကောင်းတဲ့တားလေးတယောက်လည်းရှိပါသေးတယ်သူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာတွေမှာဆိုရင်လည်းမိသားစုနဲ့အတူပျော်ရွှင်ကြည်နူးနေတဲ့ပုံရိပ်လေးတွေကိုမကြာခဏဆိုသလုံးတွေ့မြင်နေရတာကြောင့်ပရိသတ်တွေကသူ့ရဲ့မိသားစုဘဝလေးကိုစံပြမိသားစုဘဝတစ်ခုဖြစ်အမြဲတမ်းသဘောချအားကျနေကြရတာပါ ဒါပေမဲ့စနီးတဲ့ဖြစ်သူကိုရင်းကခင်မောတဲ့ရဲ့ဖောက်ပြန်မှုတွေနောက်မီးလင်းမှုတွေကိုလူသိရှင်ကြားဖွင့်ကြခဲ့ပြီးကွာရှင်မှုအထိပြင်ဆင်ခဲ့တဲ့အထိအခြေအနေတွေတင်းမာခဲ့ပါတယ်။ချစ်စရာကောင်းတဲ့တားငယ်လေးတယောက်ရှိနေပေမဲ့တင်မောင်ဆမ်းမင်းဝင်းရဲ့လုံရက်ကိုတီးမခံနိုင်တော့လို့ကွာရှင်မဲ့လမ်းခွဲမဲ့ဆိုပြီးပြောခဲ့ကြတာပါ။အနုပညာလောကနဲ့ပြိတ္တတွေကြားမှာလည်းတင်မောင်ဆမ်းမင်းဝင်းကိုအပြစ်တင်ကဇနီးနဲ့တားလေးကိုဂယုဏတတ်ခဲ့ကြပါတယ်။ဒါပေမဲ့လင်းနေမရရှာနေသွားဆိုတဲ့စကားအတိုင်းပါပဲ။ အခုနောက်ဆုံးမှာတော့တင်မောင်ဆမ်းမြွေးနဲ့ဇနီးတဲ့တို့ဟာအချင်းဟောင်းတန်ရောစင်ဟောင်းတွေကိုပြန်လည်တိစောက်ပြီးမိသားစုပြန်လည်တက်မြတ်သွားကြပြီလို့ဝမ်းသာစရာကြတိရပါတယ်။သားသမီးမျက်နှာကိုထောက်ထားပြီးတူးနဲ့တူနားလည်မှုခွင့်လွှတ်မှုတွေနဲ့ပြန်လည်ပေါင်းစည်းခဲ့ကြတာပါ။ဒီလိုမင်္ဂလာရှိတဲ့တည်င်းကိုကြားလိုက်ရတဲ့အချိန်မှာအာလုံးထဲမှတ်မထားတဲ့ကိစ္စတစ်ခုပေါ်ထွက်လာပါတယ်။အဲ့ဒါကတော့အစွန်ရောဖီဖာဟင်းရဲ့တင်မောင်ဆမ်းမင်းဝင်းရဲ့ပုံမှာလုံလိုက်တဲ့လုံရည်လေးတစ်ခုပါ ဗီဗာဟိနဲ့တင်မောင်ဆမ်မင်ဝင်းတို့ဟာအမှုပညာလောကမှာတကယ်ကိုရင်းနှီးတဲ့တငယ်ချင်းအရှင်တွေပါအစောပိုင်းတငယ်ချင်းဖြစ်သူအိမ်ထောင်ရေးစစ်မပြေတော့က FIFA ဟင်းတယောက်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ခုလိုတငယ်ချင်းဖြစ်သူကဇနီးတဲ့နေပြန်ဆင်ပြေသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ FIFA ဟင်းတယောက်ဝမ်းသာလွန်းလို့မျက်ရည်တွေချနေထိဖြစ်သွားခဲ့ပါတယ်။ပရိသတ်တွေကတော့ FIFA ဟင်းဟာတင်မောင်ဆမ်းမင်းဝင်းနဲ့ခင်နာကိုတီးပေမယ့်ဒီလောက်ထိရင်းနှီးခံစားရမှန်းမသိတာပါ။ တကယ်တမ်းမှာတော့ဆွန်ရော်ဗီဗာဟင်ဟာတငယ်ချင်းရဲ့ပျော်ရွှင်မှုအတွက်ပီတိဖြစ်ပြီးငိုကြွေးခဲ့တာကိုတွေ့ရတာအံ့ဩသွားကြပါတယ်။ဒီမျက်ရည်တွေဟာအပေါ်ယံဟန်ဆာမှုတွေမဟုတ်ဘဲတကယ်ရှင်တွေကလာတဲ့ဗီဗာဟင်မြစ်တာမျက်ရည်တွေပါ။ဗီဗာဟင်ဟာတငယ်ချင်းမိသားစုပြိုကွဲတော့မယ်ဆိုတဲ့သတင်းကြားရတော့ကို့မိသားစုအေးလို့ခံစားခဲ့ရတယ်လို့အခုလိုပြန်လည်ဆင်ပြေသွားတဲ့အခါမှာလည်းကိုယ်တိုင်ပျော်ရွှင်ရတယ်လို့ခံစားနေရတာပါ။ မိတ်ဆွေစီဆိုတော့တငယ်ချင်းလမ်းမရှောင်းနေရင်တဲမှတ်ပေးပြီးလမ်းမပြန်ရောက်ရင်ဝါသာပေးတဲ့သူမျိုးပါပဲ။ဒါဆက်မဲ့နဲ့မိတ်ဆွေစီတယောက်ရဲ့စိတ်ထားပါပဲ။တငယ်ချင်းဒုက္ခရောက်ရင်ကူညီပြီးတငယ်ချင်းပျော်ရွှင်ရင်ထပ်တူဝါသာပေးတတ်တဲ့ FIFA ဟင်းရဲ့စိတ်ထားပြုစင်မှုကိုပရိသတ်တွေကချီးကျူးနေကြပါတယ်။တမောင်ဆမ်းမင်းဝင်းအနေနဲ့လေဒီလိုမိတ်ဆွေကောင်းနေခွင့်လွန်နားလေပေးတဲ့ဇနီးတွေကိုပိုင်ဆိုင်ထားရတာဟာတကယ်ကိုကံကောင်းလွန်ပါတယ်။ကေပရိသတ်ကြီးရဲ့ မိသားစုပြန်လည်စုံစည်းသွားတဲ့တင်မောင်ဆံမင်ဝေအတွက်ဝမ်းသာမိကြရဲ့လားတငယ်ချင်းတော်ဝမ်းသာမျက်ရည်ကြတဲ့ FIFA ဟင်းရဲ့စိတ်ထားလေးကိုရောဘလို့မျိုးမြင်ကြပါသလဲပရိသတ်ကြီးရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ပြောသွားပေးကြပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုခြေစူးထူးပဲတင်ရှိပါရစေရှင်